ားလုံးပဲမင်္ဂလာပါမြန်ခရစ်တော်ရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။အုံဘသူမှမယုံတဲ့သတင်းနဲ့အတူခရစ်တိုနဲ့ပဲမှာပါထရမ့်ခြေလန်းကျဲလာနေတဲ့သတင်းတွေကိုတင်ဆက်ပေးသွားချင်ပါတယ်။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူခုဖြစ်ပါတယ်ခင်ဗျာ။ပထမတစ်ပုတ်အနေနဲ့အုံဘသူမှမယုံတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။2025ရဲ့လူနာထွက်လာပြီလား။2022ခုနှစ်မေလမှာတော့ကဖြစ်သွားခဲ့တဲ့လူနာပြိုလဲမှုကိုမြင်မြင်ကိုတွေ့ကြုံလိုက်ရသူတွေအတော်လေးများမဲ့ထင်ပါတယ် အချိန်ကနာလေးအတွင်းမှာဒေါ်လာ80ကျော်ကနေဒေါ်လာ0.006အထိကိုထိုးကျသွားခဲ့တာဖြစ်ပြီးခရစ်ပတိုသမိုင်းမှာရုပ်အစိုးအကြီးတန်းဆုံးပြိုလဲမှုတစ်ခုဖြစ်ခဲ့ပါတယ်။လုံနာပြိုလဲမှုရဲ့ဖြစ်စဉ်ကတော့သင်းကြောင်ဖြစ်တာအထက်လုံနာ ecosystem တိဆောက်ဖွဲ့စည်းထားပုံရဲ့အားနည်းချက်ကိုရအောင်ရှာပြီးပြိုလဲအောင်တိုက်ခိုက်ခံခဲ့ရတာဖြစ်ကြောင်းလို့ယူဆရပါတယ်။အခုတခါလဲလုံနာပြိုလဲမှုနဲ့ခက်ဆင်ဆင်ဖြစ်ရတဲ့ခုဖြစ်ခဲ့ပြန်ပါပြီ။ RWA ဘိုင်းကိုအဓိကရည်ရွယ်တဲ့ ။ Mantra Project ရဲ့ OM Token ကတော့ April 23ရက်နေ့ညပိုင်းမှာ6.3ဒေါ်လာကနေ3.5ဒေါ်လာအထိကိုထိုးကျသွားခဲ့ပြီးနိုင်ပိုင်းအတွင်းမှာတင်ဒေါ်လာ6 billion market cap ရဲ့90ရာခိုင်နှုန်းလောက်အထိဆုံးရှုံးသွားခဲ့တာဖြစ်ပါတယ်။ Crypto Community ကတော့ဒီဖြစ်စဉ်က rug pull လောက်တာဖြစ်ကြောင်းဆွဆွဲနေကြပြီးဖြစ်စဉ်တစ်ခုလုံးက OM သင်းနဲ့ဆက်ဆက်နေတယ်လို့ယူဆရတဲ့ wallet address ဆက်ခွနှစ်ခုကနေ centralized exchange တွေတဲကို43.6 million OM တွေကို deposit လုပ်ခဲ့ရာကနေစတင်ခဲ့ပါတယ်ဒီပမာဏက OM circulating supply ရဲ့4.5ရာခိုင်နှုန်းအထိရှိသလိုဒီထက်က wallet နှစ်ခုကလည်း OM သိန်းနဲ့ယင်းနှမြုံနှံသူအကြီးစားဖြစ်တဲ့ laser digital နဲ့ဆက်ဆက် wallet တွေဖြစ်ပါတယ် CH တွေတဲကိုဒီလောက်ပမာဏအထိ OM token တွေကို deposit လုပ်လိုက်ပြီးဆိုကြတဲ့က community ထဲမှာသတင်းတွေပြန့်သွားခဲ့ပြီးတော့ထုတ်ရောင်းမှာကိုစိုးရိမ်ခဲ့ကြပါတယ် ဆိုရင်ခဲ့ကြတဲ့အတိုင်းပဲ OM တွေတဲကအချုပ်ကိုထုတ်ရောင်းခဲ့တာကြောင့်ဈေးရထိုးကြခဲ့ပြီးတဲ့နောက်လမ်းရောင်ရောင်းနှုန်းတွေလည်းတက်လာခဲ့ပါတယ်။ဒါပေမဲ့ဒီအချိန်ထိကိုဈေးကြနှုန်းတွေကအရင်မဆိုးခဲ့သေးပါဘူး။လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ OM တင်းကနေပြီးတော့တိုကင်တွေကို90ရာခိုင်နှုန်းအထိရှော့ဈေးတွေနဲ့ယင်းနှမြုံနှံသူအချုပ်စီကိုလက်သိထိုးရောင်းထုတ်ခဲ့တဲ့အကြောင်းကောလာဟလတွေထွက်လာခဲ့ပါတယ်။မင်းညကဈေးရကနဦးထိုးစင်းတဲ့အခါမှာဒီလိုလက်သိထိုးဝယ်ထားသူတွေကလည်းသူ့ထက်ကဥအောင်အပြိုင်ထုတ်ရောင်းခဲ့ကြပုံရပါတယ်။ ဒီလိုနဲ့ဈေးတွေကကြားတဲ့ကြလာခဲ့တာဖြစ်ပြီး future position ဝင်ထားသူတွေကလည်း stroller ထိသူတွေထိ liquidity ဖြစ်သူတွေဖြစ်နေအခြေအနေတွေကပိုဆိုးသွားခဲ့ပါတယ်ဒီလိုနဲ့တနာ í မပြည့်ခင်လေးအတွင်းမှာတင်ဒေါ်လာ5.4 billion market cap ကြီးပြုတ်သွားခဲ့ပြီးတော့လူပေါင်းများစွာငွေကြီးဆုံရှုံခဲ့ကြရပါတယ်လောလောဆယ်မှာတော့ OM သင်းဘက်ကနေ centralized exchange တွေက user position တွေကိုကြိုတင်သတိပေးမှုမရှိဘဲပိတ်ပစ်ခဲ့တာကြောင့်ဖြစ်ပြီး လက်ွက်တတိလဲနဲနေချိန်ဈေးကလည်းထိုးကျနေချိန်မှာအချိန်ကြိုက်ဖြစ်သွားတာကြောင့်ဖြစ်ကြောင်းပြန်ရှင်းထားပြီးတော့မကြခင်မှာလဲအသေးစိတ်ကို XP တခုလုတ်ပြီးရှင်းပြသွားမယ်လို့ဆိုထားပါတယ်။ OM သင်းအနေနဲ့ဒူဘိုင်းရဲ့ Vara အသိအမှတ်ပြုထားတဲ့ Define Protocol တခုလည်းဖြစ်လို့ရေရှည်လဲပတ်သွားမယ်အပွဲအစည်းတခုဖြစ်ကြောင်းလဲတုတ်ပြန်ထားပါတယ်။ဒါကြောင့် OM သင်းဘက်ကနေပြီးတော့ Vara ပြန်ရှင်းသွားမယ်ဆိုတာကိုစောင့်ကြည့်ကြရအောင်မှာဖြစ်ပြီးလောလောဆယ်မှာတော့ဒေါ်လာမီလီယံနဲ့ချီဆုံရှုံသွားကြရသူတွေက တရားစွဲဖို့ပြင်တဲ့အထိဖြစ်နေပါပြီ။သူတို့ဘက်ကပြန်ရှင်းတဲ့အဖြေအပေါ်ကြည့်ပြီးတော့ဘယ်သူမှန်နဲ့မှားတယ်ဝေဖန်လို့ရနိုင်မှာဖြစ်ပေမဲ့အခုအချိန်မှာတော့ OM ကနမည်အတိုင်းပဲ double 5 billion ကျော်ကိုအုံဖွားမှုပြီးဈေးကွက်ထဲဖျောက်ပြလိုက်တာဖြစ်ပါရဲ့ခင်ဗျာ။ ဆက်လက်ပြီးတော့ crypto နယ်ပယ်မှာပါ Trump ခြေလှမ်းကျေးလာနေတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။ Trump ကတစ်ဖက်မှာစီးကြက်ကွန်မန်ဒီယာကြီးဇက်ကနေတဲ့အချိန်မှာ Trump မိသားစုပိုင်တဲ့ Wall Liberty Financial ကလည်းအကွိုင်တွေကိုတမျိုးပြီးတမျိုးအဝယ်ချမ်းနေပါတယ်။လွန်ခဲ့တဲ့နှစ်လမှာတော့က WLFI ကဘေးကွိုင်တီးတံမဲ့ဝယ်ကင်ထားခဲ့တာဖြစ်ပေမဲ့နောက်ပိုင်းမှာတော့ ETH တွေပါဝယ်ကင်လာခဲ့ပြီး Trump ရဲ့သား Eric Trump ကဆိုရင် ETH ဝယ်ဖို့အချိန်ကောင်းဖြစ်ကြောင်းမှပြောခဲ့ပါသေးတယ်။ ဒါပေမဲ့ Eric Trump ပြောပြီးတဲ့နောက်ပိုင်းမှာတော့ Donald Trump ရဲ့စီးကျက်ခွန်တွေအကြောင်းပြုလို့ crypto ဈေးတွေထိုးကျသွားခဲ့ပြီး ETH ရဲ့ဈေးကလည်း55ရာခိုင်နှုန်းအထိထိုးကျသွားခဲ့ပါတယ်။တချိန်တည်းမှာပဲ WLFI ဝယ်ထားတဲ့ ETH ရင်းနှီးမြှုပ်နှံမှုပမာဏတွေကဒေါ်လာ134မီလီယံအထိအရှုံးပြနေသလို portfolio တစ်ခုလုံးအနေနဲ့ဆိုရင်ဒေါ်လာ145သန်းအထိအရှုံးပြနေပါတယ်။ဒါပေမဲ့ WLFI ကတော့မကြသေးခင်ကပဲ SEI token ပေါင်းဒေါ်လာ8,500ပို့အထိထပ်ဝယ်ခဲ့ပြီးတော့ TIX Link Move AV နဲ့ AVA Store အပါဝင်အားကွိုင်း7မျိုးကိုစီးရင်ထဲမှာအင်အားဖြည့်ခဲ့ပါတယ် WLFI အနေနဲ့ကိုပိုင် stable coin ဖြစ်တဲ့ USD 1ထုတ်ဖို့လည်းကြေညာထားသလို launch မလုပ်ရခင်တည်းက Binance Coin Base Store လို့ exchange တွေပေါ်မှာ USD 1ကိုရှာကြည့်လို့ရနိုင်ပြီဖြစ်ပါတယ် Trump ကတပတ်မှလည်းစီးကြက်ခွန်တွေကိုတင်းကျပ်နေချိန်မှာသူ့ရဲ့သားတွေကလည်း crypto bag ကိုအကြီးအကျယ်လုပ်နေကြတာကြောင့်ရင်ကုန်စိတ်လှုပ်ရှားပွဲရတွေဖြစ်လာအောင်ပဲပုံရှိပါရယ်ခင်ဗျာ ဟုတ်ကဲ့ပါဒါကတော့မြန်ခရစ်တိုရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။မိတ်ဆွေတို့မှာခရစ်တိုကာရန်စီကိုရောင်းလုပ်ဖို့ Binance account တစ်ခုမရှိသေးဘူးဆိုရင် trading လုပ်တဲ့မှာ fee discount ပြင်ရမယ်။အခုကုတ်ကိုအသုံးပြုပြီးတော့ account ဖွင့်နိုင်ပါတယ်။နားဆင်ပေးကြတဲ့တော်တော်ရှင်များအားလုံး trade တိုင်းမြတ်ကြပါစေခင်ဗျာ။